တော်များစင်ဟဘာသာရေးကိုယုံကြည်လေးစားသူဖြစ်ပါတယ်အလူတန်းရက်ရောပြီးတော့တီလလုံုံသူလည်းဖြစ်ပါတယ်အပြောဆိုတိမ်မွေ၍စိတ်ကောင်းလည်းရှိပါတယ် တပားသူကိုတနာတတ်ပါတယ်ယခုလည်းနေမှာစွန့်ကြွေးလူလုံးမှဖြစ်တာကြောင့်ပြင်ဆင်နေကြခြင်းဖြစ်ပါတယ်သမီးရေအမေဈေးသွားဝယ်လာအောင်မယ်နော်သမီးသွားဝယ်ပေးမယ်လေမရဲ့ရပါတယ်သမီးရေဝယ်စရာတွေကများလို့အမေပဲသွားလိုက်တော့မယ်လေနော်ဒေါ်မြဆိုင်ကလည်းဆွဲချင်းကိုယူပြီးတော့ဈေးကိုထွက်လာခဲ့လိုက်ပါတယ်ဈေးနဲ့သူ့အိမ်ကလည်းတိမ်မဝေးလာတာကြောင့်လမ်းလျှောက်လာခဲ့ပါတယ်ဈေးကိုရောက်တော့လူတွေပြည့်ကျက်နေပါတယ်မနေ့ပြန်မောင်ငါစွန့်ကပ်ရန်အတွက်ငားဝယ်ရန်ငားတန်းတဲ့ကိုဝင်လာခဲ့ပါတယ်အမကြီးငားတွေလက်လက်ဆက်ဆက်ရမယ်နော်အလေးပြည့်အောင်ချိန်ပေးမယ်လက်လက်ဆက်ဆက်ကြီးတွေလက်လက်ဆက်ဆက်ကြီးတွေငားတွေက သူတဲ့ငါဦးအောင်អော်ပြီးយ៉ាងနေကြပါတယ်။ដំញសិញបេសៃមកវិញលុវិញអាចមិនទីဖြစ်နေပါတယ်။နောက်ဆုံးមកတော့သူတဲ့အသက်ကြီးတဲ့အမျိုးသမီးကြီးတူဦးဆိုင်မှာဝင်ဝင်လိုက်ပါတယ်။လာလာမဘာငါးယူမလဲ။ငါးរីကတော့សုံနေเนาะအမယူမယ်ငါးသာပြော။အလေးပြေအောင်ချိန်မင်းမယ်။ကျမကိုငါးခုလေးပေးပါရှင်။អော်ဒါနဲ့ငါးခုကបេសេះလဲ။တပိတ်តាကိုຕົងချက်ပါ။លွန်ခဲ့တဲ့နှစ်ပေါင်း20ចောက်កန်းကဖြစ်ပါတယ်။ငွေ9ចက်နဲ့មីသားစုសားឡောက်တယ်လို့ဆိုရမှာပါ။ မလျှော့တော့ဘူးလားရှင်ညီမဘယ်လောက်သားယူမလို့လဲလျှော့ပေးမယ်လေကျွန်မကငခုလေးတပိတ်သားလောက်ပေးလေနော်အတော်ကြီးက၅ချိန်နေစင်မှာပဲဒေါ်မြစင်တရားက၁၀တန်တရွက်ကိုလမ်းပေးလိုက်ပါတယ်အဲ၅တဲ့အတော်ကြီးကလည်းပတ်စံကိုယူပြီးတော့သူ့ရဲ့ပတ်စံခွက်ထဲကိုထည့်လိုက်ပါတယ်ဒေါ်မြစင်ကငွေ30ပါလာခဲ့ပါတယ် အခု9တဲ့ကို10ပေးလိုက်တော့သူ့မှာ20ကျန်နေပါသေးတယ်9တဲ့တော်ကြီးကဒေါ်မြစင်ကိုချိန်ပြီးသား9တုပ်ကိုလည်းမပေးသေးပါဘူးပတ်စံလည်းမအမ်းသေးပါဘူးနောက်တစ်ယောက်ကိုချိန်မေးနေပါတယ်ဒေါ်မြစင်ကစောင့်နေခဲ့ပါတယ်ခဏလောက်ကြာမှတော့အော်မေ့လို့မေ့လို့ရော့ညီမ9တုပ်ဒေါ်မြစင်က9တုပ်ကိုလှမ်းယူလိုက်ပါတယ်အမကြီးကျမကိုပတ်စံပြန်မအမ်းသေးဘူးနော်ရှင်ကျမကိုပတ်စံပေးပြီမလို့လား စစနာတော့ကျမပေးလိုက်တယ်လေဘယ်တော့မှပေးရလဲကျမမရသေးပါဘူးအမကိုကျမငါးချိန်နေတော့ပေးလိုက်တာလေအမပဲကျမစီရယူပြီးတော့ပတ်စံခွက်ထဲကိုလန့်ထည့်လိုက်တာလေမပေးရသေးပါဘူးအေးညီငါးချိန်ပြီးတော့နောက်တစ်ယောက်ကိုဆက်ပြီးချိန်ပေးနေရလေညီပတ်စံကငါမယူရသေးပါဘူး အမမေ့နေလို့နေမှာပါကျမတကယ်ပေးလိုက်ပါတယ်ကျမအိမ်ကနေပြီးတော့30ယူလာတာအမောက်30ပေးလိုက်တော့ကျမမှဒီမှာ20ပဲကျန်တော့ညီပစံဘယ်လောက်ပါလာလဲဆိုတော့ငါဘယ်လိုလုပ်သိမှာလဲကျမမလိမ်ပါဘူးရှင်ကျမအလူလုံးမဲ့သူပါသူများပစံကိုလိမ်ပြီးတော့အလူလုံးတော့ဘာကျိုးရှိမှာလဲငါ့ကိုလိမ်နေလို့လားငါငါရောက်လာတာနှစ်ပေါက်နေပြီတိလားတခါမှဒီလိုအငင်းကုန်မဖြစ်ခဲ့ဘူးအမပြန်စဉ်းစားကြည့်ပါဦးဟိုးအေးစဉ်းစားစရာမလိုပေးမှသာပေးနေမပေးရသေးတဲ့ဥစ္စာငါလာညင်းနေ 50တော်ကြီးကလည်းခါခါတီတီညင်းနေတာကြောင့်တော်များစင်ဘာဆက်ပြောမှမသိအောင်ဖြစ်နေပါတယ်။ဘာလဲ။ညီကငေါ့လိန်နေလို့ထင်လို့လား။မယုံရင်ငါကြိမ်ပြမယ်။ငါညီစီကပတ်စံယူလိုက်မိရဲဆိုလို့ရှင်ငါယောက်ျားယထားဘဝပြုတ်ကြပြီးသေပါစေ။ငါသားလည်းကားတိုက်ပြီးသေပါစေ။ငါချွေးမလည်းမီးမဖွားနိုင်မဲ့သေပါစေ။တော်များစင်တယောက်က50တော်ကြီးကြိမ်နေတာကိုကြည်ပြီးတော့စက်သိန်းများပဲထလာခဲ့မိပါတယ်။ကြောက်လဲကြောက်သွားခဲ့ပါတယ်။စက်မညင်းနေတော့ပဲနဲ့ငါဖို့ထပ်ပြီးရန်သာဆုံးဖြတ်လိုက်ပါတယ်။ ော်ပါတော့ရှင်တော်ပါတော့မကြိမ်ပါနဲ့တော့ကြိမ်နေဆိုတာဘာတစ်ခုမှကောင်းတာမဟုတ်ဘူးအမငါဖို့ကျမပေးခဲ့ပါမယ်ဒါပေမဲ့ကျမဘက်ကမားလို့ပေးတာမဟုတ်ဘူးနော်ကြိမ်နေတာကိုမကြားဝန်းတော့လို့ပေးတာတော်များစင်ရလဲငါဖို့ပစံကိုပေးပြီးတော့ငါတန်းနဲ့ကနေစိတ်မကောင်းစွာနဲ့ထွက်လာခဲ့ပါတော့တယ်အဆိုပါဖြစ်ဖြစ်ဖြစ်သွားပြီး6လခန့်အကြာမှာဖြစ်ပါတယ်ဒါသမီးတွေအားလုံးကိုစီအလုတ်သွားကြတာကြောင့်အိမ်မှာတော်များစင်တယောက်ကြံခဲ့ပါတယ်တော်များစင်ရလဲပြင်းပြင်းရှိတာနဲ့အိမ်ရှိဝရန်တာမှာထိုင်နေစင်မှာပဲမိမတစ်ယောက်ဟာ ခြံစည်းရိုးတကားဝမှာမတက်ရက်နေတာကိုတွေ့ရပါတယ်။သူရဲ့ပုံစံကနွံ့နွံ့ဖက်ဖက်နဲ့သပင်းနေရာလဲဖွာလန်ကျဲနေပါတယ်။ဒုက္ခတဲ့ပုံစံတော့ပေါက်နေပါတယ်။တော်များစင်ကခြံဝါကမိမကြီးကိုအကဲခတ်ပြီးကြည့်နေမိပါတယ်။ဒီဘွားကြီးကြည့်ရတာငါသိတယ်ရလဲမဟုတ်ပါဘူး။အိမ်မလာလားမသိဘူး။မဖြစ်သေးပါဘူး။သွားမေးကြည့်အောင်ပါပဲ။တော်များစင်ကခြံဝါကိုရှောက်လာလိုက်ပါတယ်။ခြံဝါကိုရောက်တော့ခြံတကားမပွင့်သေးပဲအရင်မေးလိုက်ပါတယ်။အဲ့တော့ဘသူ့ကိုတွေ့ကျင်လို့လဲ။ ဒီရင်ကမမြဆိုင်ဟုတ်ပါရဲ့နော်ဟုတ်ပါတယ်မမြဆိုင်ဆိုတာကျမပါပဲအမလီဝမ်းသာလိုက်တာကွယ်ရှာနေတာကြာပြီအခုမှပဲတွေ့တော့တယ်အတော်ကြီးရဲ့စကားကြောင့်ဒေါ်မြဆိုင်အံ့ဩသွားပါတယ်သူ့ကိုဘာကြောင့်ရှာနေလဲဆိုတာကိုလည်းသိကျင်လာခဲ့ပါတယ်ဒေါ်မြဆိုင်ကအတော်ကြီးကိုခြံတကားဖွင့်ပေးလိုက်ပြီးတော့အိမ်မော်ကိုခေါ်လာခဲ့လိုက်ပါတယ်ကဲအတော်ထိုင်မောင်းရှင်ဒေါ်မြဆိုင်ကလည်းရင်နှွေးချမ်းသွားယူပြီးတော့အတော်ကြီးရဲ့ရှေ့မှာခြာပေးလိုက်ပါတယ်အတော်ကြီးကလည်းရုတ်တရက်ထလာပြီးတော့ဒေါ်မြဆိုင်ရဲ့ခြေထောက်နှစ်ဖက်ကိုကင်ပြီးတော့အတော်ကိုခွင့်လွှတ်ပါကွယ် ညီးပေါ်မှာအထင်မှားပြီးတော့ကြိမ်ခဲ့မိလို့အခုအတော်မှာကြိမ်စာတင့်နေပါပြီအတော်ကိုခွင့်လွှတ်ဖို့အတွက်တောင်းပန်ပါတယ်တော်မြစင်ကအတော်ကြီးရဲ့ပြုတ်မှုကြောင့်အံဩပြီးတော့ကြောင်နေခဲ့ပါတယ်နောက်မှသတိရသွားပြီးတော့အတော်ရဲ့ဒီလိုမလုပ်ပါနဲ့ထပါထပါကျမငရဲကြီးနေပါမယ်တော်မြစင်ကအတော်ကြီးကိုဆွဲထုတ်လိုက်ပါတယ်အတော်ကြီးကလည်းကလထိုင်ပေါ်မှာထိုင်နေတဲ့မျက်ရည်တွေကျနေပါတယ်မမြစင်အတော်ကိုမမတ်မိဘူးလားဟုတ်ကဲ့ရှင်ကျမမမတ်မိဘူးဖြစ်နေအတော်ကဘာလို့လဲကျမစီလာတဲ့အကြောင်းရင်းကိုမသိရပါလားရှင်အတော်က လွန်ခဲ့တဲ့6လလောက်ကမမျဆယ်အလူလုတ်ဖို့လာဝယ်တဲ့9ဆန်ရ9ရောက်နဲ့ဒေါ်ဝတ်တုတ်ပါ။အိုး9ရောက်နဲ့အမကြီးကိုတော်တော်လေးရုပ်ကကြာသွားတော့ကျမမတ်တော်မမတ်မေဘူး။တောကတွေစိတ်ဆင်းရဲမှုတွေကြောင့်မသိုံတမဲဒီရုပ်တိုင်းပဲဖြစ်သွားရတယ်ကွယ်။အတော်ရဲ့အဖြစ်ကိုပြောပြခြင်းလို့တကူးတကနဲ့လိုက်ရှာခဲ့တာပါ။အတော်အဖြစ်ကဒီလိုပါ။90ဒေါ်ဝတ်တုတ်ကဆိုင်သိမ်းပြီလို့အိမ်ကိုပြန်လာခဲ့ပါတယ်။မနက်ကအငင်းကုန်ဖြစ်ခဲ့တာကိုယခုတက်တိုင်းမကြေမနက်နဲ့ဖြစ်နေပါတယ်။အိမ်ကိုပြန်ရောက်တော့ချွေးမ အမေမျက်နှာလည်းမကောင်းပါလားဘာဖြစ်လာလဲမပြောချင်ပါဘူးဝေမနဲ့ကမိန်းမတယောက်နဲ့စကားများလာတာအခုထိငါဒေါသတွေကိုမပြေသေးဝေဘလို့ဖြစ်လို့စကားများလာတာလဲအမေရဲ့ငါငါ့ကိုဝယ်ပြီးတော့ရေပတ်ဆက်မပေးရသေးပဲနဲ့ပေးပြီးပြီပေးပြီးပြီဆိုပြီးအတင်းဖင်ဆောင်ပြီးညင်းနေရလေငါ့ကိုအချောင်လိုချင်လို့လာလိန်တာငါလည်းဘာရမလဲကြိမ်တွယ်ပြီးကိုပြောလိုက်တာဆက်ပြီးတော့မလိန်ရဲတော့ပဲနဲ့ငါ့ဘူးပေးသွားလေအမေငါ့ဘူးလည်းရပြီးပြီပဲဟိုဘာဖြစ်လို့ဒေါသကြီးဖြစ်နေရလဲ ဒေါ်ဝတ်တို့ကဘာမှမပြောဘဲနဲ့အိမ်တော်ဖေးကိုဝင်သွားပါတယ်ဒေါ်ဝတ်တို့အိမ်မှာကဒေါ်ဝတ်တို့တို့လင်မယားတားနဲ့ချွေးမ၄ရောက်သာရှိပါတယ်ဒေါ်ဝတ်တို့ချွေးမကကိုဝန်နေစီလားစီကြီးနေဖြစ်ပါတယ်တနေ့မှာတော့ဒေါ်ဝတ်တို့အတွက်ကံကြမ္မာကဝင်လာခဲ့ပါတော့တယ်ဒေါ်ဝတ်တို့ရေဒေါ်ဝတ်တို့ဟဲ့ဘသူလဲဟဲ့ကျွန်တော်ပါဗျာအလန့်တကြားနဲ့ဟဲ့ဘာကိစ္စရှိလို့အော်နေရလဲဒေါ်ဝတ်တို့ယောက်ျားယထားဘောကနေပြုတ်ကြလို့အခုစေးုံရောက်နေရဲ့ဗျာဟမ်ဘလို့ဘလို့လွတ်လွတ်လွတ်ကြပါဦးဟဲ့ဒေါ်ဝတ်တို့တို့တာမီတုံရောက်စေးုံကိုရောက်တော့ဆီယာမာလေးတယောက်ကိုမေးလိုက်ပါတယ်ဆီယာမာ ယထာဘောကပြုတ်ကြတဲ့လူနာဘယ်ခန်းမှာလဲရှင်ယထာဘောကပြုတ်ကြတဲ့လူနာကိုအေးကန်းနဲ့ပို့လိုက်ပါပြီရှင်အမလီဖြစ်မှဖြစ်ရလေကိုဘမောင်ရဲ့ဒေါ်ဝတ်တို့ကငိုရင်းနဲ့သတိမေ့သွားခဲ့ပါတယ်အားလုံးကဝိုင်းဝန်းပြုစုတာကြောင့်သတိပြန်ရလာခဲ့ပါတယ်အမေရဲ့တရားနဲ့ဖြေပါဗျာအဖေမရှိတော့ဘူးဆိုရင်မဲကျွန်တော်တို့ရှိပါတယ်ဗျာအမေဘာမှအားမငယ်နဲ့နော်မင်းနော် ဒေါ်ဝတ်တို့တရားဥပမာမရှိတော့တဲ့နောက်မှာတော့ရခင်လိုရွှင်ရွှင်ပြပြမရှိတော့ပါဘူးအားကိုးရမရှိတော့တယ်လို့လည်းခံစားရပါတယ်ယခုလည်းဥပမာကြောင့်တွင်းနေသူချိန်ဆူခဲ့တာကိုပြန်ပြီးတော့သတိရလိုက်မိပါတယ်ဖះဖះငါချိန်လိုက်လို့များကိုဘမောင်တေးရလားမသိဘူးဟိုးမဖြစ်နိုင်ပါဘူးဒါကတိုက်ဆိုင်တာပဲဖြစ်မှာပါငါဘာမှမတွေးတာပဲကောင်းပါတယ်လေ ကိုဘမောင်ဆုံးပြီလို့နှစ်လားလောက်ကြာမှာတော့ဒေါ်ဝတ်တို့ချွေးမဟာမိဖွားဖို့အတွက်ဘိုင်းနာလာခဲ့ပါတယ်ဒေါ်ဝတ်တို့ချွေးမမှာတာအူးလေးဖြစ်တာကြောင့်မွေးရခတ်နေပါတယ်ဘိုင်းနာနေတာလည်း၃ရက်ရှိပြီဖြစ်ပေမဲ့လည်းယခုချိန်ထိတော့မမွေးသေးပါဘူးဒေါ်ဝတ်တို့ဟာရှေးဆန်သူဖြစ်တာကြောင့်ဆေးရုံသွားရမှာကြောက်ပါတယ်လက်တွေကသာအားကိုးပါတယ်ဟဲ့တာလန်ဒေါခင်အေးကိုသွားခေါ်လေဟဲ့ဒီမှာမွေးတော့မယ်နိမိမဟုတ်ဟုတ်ကဲ့ပါမေဒေါ်ဝတ်တို့ရဲ့သားမောင်တင်လက်ဟာဒေါခင်အေးကိုသွားခေါ်ဖို့အတွက်အိမ်ကနေကမန်းကရန်ထွက်လာခဲ့ပါတယ်လက်တွေဒေါခင်အေးဟာဟိုဘက်ရက်ကွက်ကဖြစ်ပါတယ် မောင်တင်လာကလမ်းဖြတ်ကူးလိုက်ပါတယ်အဲဒီအချိန်မှာပဲတပတ်ကအပြင်းမောင်းနေလာတဲ့ကားကိုမမြင်ပါဘူးကားကလည်းအချိန်မတက်နိုင်မနဲ့မောင်တင်လက်ကိုဝင်တိုက်လိုက်မိပါတယ်မောင်တင်လက်ကအဲဒီမှာပဲတွေးရိုင်ထဲမှာပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်လူတွေကဝိုင်းအောင်နေကြပါတယ်ခဏလောက်ကြာမှတော့ဆေးရုံကရောက်လာပြီးတော့မောင်တင်လက်ရဲ့အလောင်းကိုဆေးရုံကိုတည်သွားကြပါတယ် ဒေါ်ဝတ်တုတ်ကတော့လက်တွေသွားခေါ်နေတဲ့ตาကိုကြာနေတာကြောင့်ဒေါသထွက်နေပါတယ်။ကိုဝန်တွေကလည်းမချိမဆန့်ကိုခံစားနေရပါတယ်။အာဒီကောင်ငလက်တကောင်နဲ့တော့လက်တွေသွားခေါ်ပါဆိုနေမှာဘယ်တဝေထိုးနေလဲမသိဘူး။ဒီမှာသူ့မိမဘိုက်နာလို့သေတော့မယ်။ဒေါ်ဝတ်တုတ်ရေဒေါ်ဝတ်တုတ်ဟဲ့ဘယ်သူလဲဟဲ့တူတူခေါ်စမ်းမှာဒီမှာမီးနေတယ်လန့်သွားအောင်မယ်။ဘာကိစ္စရှိလို့လဲ။ကျွန်တော်ပြောတာကိုစိတ်ခိုင်ခိုင်ထားပြီးတော့နားထောင်ပေးပါနော်။ဟဲ့ဘာဖြစ်လို့လဲဟဲ့ငါ့နဲ့ရင်းနေတုံလိုက်တာဟဲ့မြဲမြဲပြောစမ်း။ဟိုဟိုလေဒေါ်ဝတ်တုတ်ရဲ့ตาကားတိုက်ခံလို့ ဘာပြောတယ်ငါငါသားလေးကားတိုက်ခဲ့ရတယ်ဟာလာအခု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 ဘာမှလဲစေးရုံခေါ်သွားကြပြီဗျာဒဝတ်တုံဒဝတ်တုံတတိထောင်းလေဒဝတ်တုံရဲ့ဟိုမှာလူမမာရှိသေးရဲ့လေကဲကဲဒဝတ်တုံရဲ့ချွေးမောင်စေးရုံပို့မှဖြစ်မယ်ဒဝတ်တုံကသားတစ်ဖက်ချွေးမောင်တစ်ဖက်နဲ့ဗျာများနေပါလေအမေကိုတင်လက်ကပြန်မလာသေးဘူးလားဒီမှာတမီးဘိုင်းနာလာပြီရှင်အခုလာတော့မှာပါတမီးရဲ့ဒေါခင်ရေးမရှိလို့ခဏစောင့်နေတာနဲ့တူတယ်ခဏသီးခံလိုက်ပါတမီးရဲ့နော် ဒေါ်ဝတ်တုတ်ဟာငိုခြင်းစိတ်ကိုမျိုးသိပ်ပြီးတော့ပြောနေရပါတယ်။ဒေါ်ဝတ်တုတ်ရင်ထဲမှာတော့ဘလောင်ဆူနေခဲ့ပါပြီ။ဒေါ်ဝတ်တုတ်နဲ့အိမ်နီးချင်းတွေဟာလူနာကိုကားပေါ်ဝိုင်းတင်ကြပြီးတော့ဆေးရုံကိုခေါ်သွားကြပါတယ်။လူနာဟာတော်တော်လေးကိုနာကျင်လွန်းနေတာကြောင့်သတိတောင်တစ်ချက်တစ်ချက်လစ်သွားခဲ့ပါတယ်။တမီတမီသတိထားနော်တမီရဲ့ဆေးရုံရောက်တော့မယ်သိလား။ဒေါ်ဝတ်တုတ်ဟာတလန်းလုံးအဲ့ဒီလိုပြောနေခဲ့ပါတယ်။ချွေးမရဲ့အခြေအနေကိုကြည့်ပြီးတော့လည်းအားမရလာပါဘူး။ဒေါ်ဝတ်တုတ်စိတ်ထဲကနေပြီးတော့ဖျားတာနေမိပါတယ်။လူနာဟာဆေးရုံရောက်ပြီးတော့လူနာတင်တဲ့ဂရင်ဘော်ကိုရောက်တယ်ဆိုရင်ပဲအသက်မရှိတော့ပါဘူး။ အတော်ကြီးရဲ့ချွေးမှာဆုံးသွားပြီရှင်စောစောကသာဆေးရုံရောက်လာလို့ရှင်တေမာမဟုတ်ဘူးအခုတော့နောက်ကျသွားပြီကျမတို့လည်းဘာမှမတတ်နိုင်တော့အတော်တို့ကပော့ကိုပော့ဆလုံးပါတယ်တော်ဟုတ်ပါတယ်ကွယ်ဒါဒီအားလုံးကအတော်ရဲ့အပြစ်တွေပါအတော်ချွေးမှလေးတေရတာအတော်ကြောင့်တေရတာပါအတော်ကြောင့်တေရတာပါတော်ဝတ်တော်ဟာသူချင်းဆိုခဲ့တဲ့အတိုင်းယောက်ျားလည်းယထားဘဝပြုတ်ကြလို့တေရပါတယ်။တားဖြစ်သူကလည်းကားတိုက်လို့တေခဲ့ရပါတယ်။အခုချွေးမဖြစ်သူကလည်းကလေးမမွေးနိုင်မနဲ့တေဆုံးသွားခဲ့ရှာပါတယ်။ ။တဝတ်တုပ်ရဲ့ဖြစ်ကတော့မက်ပရာမြေလူးတာထက်ကိုပိုဆိုးနေခဲ့ပါတယ်။အဒေါ်ရဲ့ဖြစ်ကတော့အဲ့ဒါပါပဲကွယ်။အဲ့ဒီတော့ကအဒေါ်မှာယူမတက်ကိုခံစားခဲ့ရတယ်ကွယ်။နောက်တော့မှအိနီနာချင်းတွေကဖြောင်းပြပြီးတော့တရားရိပ်တာကိုခေါ်သွားလို့သာအဒေါ်ခံလာခဲ့တာပါ။အခုလည်းအဒေါ်တန်ရောစင်နေမရှိတော့တသက်လုံးတီလာရှင်ဝတ်ဖို့ဆုံးဖြတ်ထားပြီးပါပြီ။မမ်းမြစိန်ကိုအဒေါ်ရဲ့ပြစ်မှားခဲ့မိတဲ့အဖြစ်တွေကိုတောင်းပန်ခြင်းလို့တီလာရှင်မဝတ်သေးပဲနဲ့လိုက်ရှာနေရပါအခုတော့အတော်ဆန္ဒတွေပြည့်ပြီမလို့အတော်လဲစိတ်အေးရပါပြီ ဖြစ်မဖြစ်ရလေအတော်ရဲ့ကျမစိတ်မကောင်းလိုက်တာရှင်ကျမအတော်ကိုခွင့်လွှတ်ပါတယ်နောင်လဲအတော်အကူအညီလိုလို့ရှိရင်ကျမကိုပြောပါကျမတက်နိုင်တယ်လို့ကူညီပါမရှင်ကျေးဇူးတင်ပါတယ်ကွယ်ဒေါ်မြဆိုင်ကဒေါ်ဝတ်တို့ကိုထမင်းကျွေးလိုက်တဲ့အပြင်ဒေါ်ဝတ်တို့တီလိုက်ရှင်ဝတ်တဲ့အခါမှာလိုအပ်မဲ့အသုံးဆောင်ပစ္စည်းတွေဝယ်ရန်အတွက်အလူငွေတချို့ကိုလည်းလှူဒန်းလိုက်ပါသေးတယ်ကျေးဇူးတင်ပါတယ်ကွယ်ငါတို့မာကြီးတို့မိသားစုမကွဲမကွာပဲနဲ့တက်တက်လုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့နေနိုင်ကြပါစေကွယ်အတော်ပေးရဲ့စုနဲ့ပြည့်ပါစေကဲအတော်သွားတော့မယ်နော် ဟုတ်ကဲ့ပါရှင်။ဒေါ်ဝတ်တို့ဟာနှုတ်ဆက်ပြီးတော့ဒေါ်မြဆင်တို့အိမ်ပေါ်ကနေတလန်းချင်းဆင်းသွားတာကိုဒေါ်မြဆင်ကကျင်းနဲ့ကြံရစ်ခဲ့ပါတော့တယ်။လူကြီးမင်းတို့လည်းလက်လွတ်စပယ်နဲ့ဘာမှမဖြစ်ပါဘူးဆိုပြီးတော့ဗဇက်ကပောက်ပန်း၄၀တွေရှောက်မကြိမ်မိဖို့အတွက်သတိထားတင်ပါတယ်။တကယ်တော့ကြိမ်နေဆိုတာဘလို့ပဲဖြစ်ဖြစ်မကောင်းတဲ့အရာတစ်ခုပါ။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစောနေဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုဝင်တဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။ တင်တန်းတွေများစွာတက်ရောက်ပြီးတကယ်လက်တွေ့ဘဝကိုရှောက်လန်းရမယ့်အချိန်မှာလမ်းတွေပျောက်နေတယ်ဆိုရင်တော့ Profit Mobile ဖုန်းပြင်တင်တန်းကြောင့်လမ်းလာခဲ့လိုက်ပါတင်းရဲ့စိတ်ကူးအိမ်မက်တွေကိုပုံဖော်ဖန်နှီးနိုင်မယ့်ဒီလမ်းညွန်ပေးပါမယ်ဤပညာတွေလိုက်လို့မမီအောင်မြန်ဆန်တိုးတက်နေတဲ့ AI ခကြီးထဲမှာလည်း Mobile ဖုန်းတွေပြတ်သွားရင် Hardware ဘိုင်းမဲ့ဖြစ်ဖြစ် Software ဘိုင်းမဲ့ဖြစ်ဖြစ်ဖုန်း Service ဆိုင်တွေမှာတွားရောက်ပြုပြင်ကြရပါတယ်တင်သားဖုန်းပြုပြင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ Professional တယောက်ဖြစ်နေမယ်ဆိုရင်တော့တိုးတက်နေတဲ့ AI ခကြီးထဲမှာလည်းလက်ကမောင်းခတ်ပြီးတော့ရင်ကော့ခေါင်းမော်ကရက်တည်နိုင်ပါလိမ့်မယ်အဲဒီလိုလူတယောက်ဖြစ်ဖို့ဆိုရင်တော့ရန်ကုန်မြို့ကမ ာယုမြို့နယ်လေတန်ဦးထွန်းလင်းချန်လမ်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင့်တင်တန်းကြောင့်မှာအခုပဲစီးရင်လာသွင်းလိုက်ပါကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကနေထိရောက်တဲ့တင် जा မှုတွေနဲ့တဦးချင်းကိုမတက်မချင်းအသေးစိတ်တင် जा ပေးနေရပါ Profit Mobile Phone မြင့်တင်တန်းကြောင့်ရဲ့အားသာချက်ကတင်တန်းကြီးတစ်ခါပေးသွင်းပြီးတာနဲ့နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုလည်းအချိန်အကန့်အသတ်မရှိပြန်လည်တင် जा နိုင်တဲ့အခွင့်အရေးကိုလည်းပေးထားပါသေးတယ်လုပ်ငန်းဝင်ဝင်တဲ့သူတွေကိုပိုင်ဆိုင်ဖွင့်မဲ့သူတွေနဲ့ကျွမ်းကျင်တဲ့တင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့တင်တန်းသားပေါင်းများစွာကိုလည်းဆက်လက်တင် जा ပေးနေတဲ့တခုတည်းသောတင်တန်းမှာစိတ်ကူး ဥပိ္ပမဲ့ဒီဖန်ဒီပုံပေါ်နိုင်မဲ့တင်တဲ့အစီမိုဘိုင်းဖုန်းမြင်တင်တဲ့မှာဆို profit